တင်းအောက်ကနေရှာတွေ့ခဲ့တဲ့ထူးဆန်းတဲ့အရာများနံပါတ်၁မိချောင်းကလေးဘွားတော့ငါဆိုရင်ဂရင်အောက်ထဲကနေတရေထွက်လာမှာကိုအင်မတန်ကြောက်ခဲ့မှုတဲ့အခိုက်အတန့်တွေရှိခဲ့မှာပါဒါပေမဲ့ဂရင်အောက်ထဲကနေမိချောင်းကြီးတကောင်ထွက်လာလိမ့်မယ်လို့ဘသူမှမျှော်လင့်ထားခဲ့မှာမဟုတ်ပါဘူး2013ခုနှစ်တုန်းကဇင်ဘာဘွေနိုင်ငံကဟိုတယ်တစ်ခုမှာလူတစ်ယောက်လာရောက်တဲခိုခဲ့ပါတယ်တကယ်မနှဆဆားနေတော့မှပဲသူခန်းထဲဝင်သွားတဲ့တန်ရှင်းသမားစီကနေငေတံပအောင်အော်ရာကိုကြားလိုက်ရပါတယ် ဘာဖြစ်တာလဲဆိုပြီးသွားကြည့်လိုက်တော့မှဂရင်အောက်ထဲကနေပေါင်300ကျော်အလေးချိန်ရှိတယ်မိချောင်းကြီးတစ်ကောင်ထွက်လာတာကိုတွေ့လိုက်ရပါတကယ်တော့လုံခဲ့တဲ့တရက်လောက်ခရဲကမိချောင်းကဂရင်အောက်ထဲမှာရှိနေခဲ့တာဖြစ်ပြီးတော့ဟိုလူကလည်းတိတောင်မသိပဲအိတ်နေခဲ့တာဖြစ်ပါတယ်အိတ်ပြီးဟေးဆိုရင်လူကြီးမင်းတို့လိုမျိုးဆင်အော်ဝင်အောင်လို့ရဲ့အခွဲအားဖြစ်နိုင်ပါတယ်အကြောင်းလူကြီးမင်းတို့လည်းတဏီယာကိုခရီးထွက်တော့မယ်ဆိုရင်ဂရင်အောက်ထဲအရင်ငုံကြည့်ကြဖို့အကြံပေးချင်ပါတယ်နံပါတ်1ထိပေါက်သွားတဲ့တရောဒီလူကတော့အိမ်အစ်စ်ပြောင်းလာရင်ကနေထိပေါက်သွားတဲ့သူပဲဖြစ်ပါတယ် ကရင်အောင်ထရကနေဒေါ်လာ30လောက်တန်ကြီးရှိတဲ့ရှီဟောင်းတယောကြီးတစ်လုံးကိုရှာတွေ့ခဲ့တာပါဒီတရားကို1942ခုနှစ်လောက်ကတည်းကအီတလီလူမျိုးတရားဖန်တီးခဲ့တာဖြစ်ပြီးတော့19ရာစုအရောက်မှာဘယ်ဂျီယံနိုင်ငံကိုလက်ဆင့်ကမ်းလာခဲ့ပါတယ်။ဒီတရားကိုဟင်ဒရီလို့ခေါ်တဲ့တရားပညာရှင်တစ်ယောက်ကအမြန်တနိုးနဲ့ထိမ့်သိမ်းထားခဲ့ပြီးတော့တည်ဆုံသွားတဲ့အချိန်မှာတော့တရားနဲ့အတူတူမြုပ်နှံပြေးခဲ့ပါတယ်။ဒါပေမဲ့ဘာတွေဘလို့ဖြစ်သွားလဲမသိပေမဲ့ဟင်ဒရီရဲ့တရားကတော့ဟိုလူရဲ့ခရင်အောက်ကနေပြန်ရှာတွေ့ခဲ့ပါတယ်။ ။ဒါလေးကတော့ဂရင်အောက်ထဲကနေတရောထွက်လာလို့ထိပေါက်တလို့ဖြစ်သွားတဲ့ဇလန်းလေးပဲဖြစ်ပါဘူး။လူကြီးမင်းတို့ရဲ့ဂရင်အောက်ဆိုရင်တော့ဖုန်နေသေးတွေပဲထွက်လာပါဘူး။နံပါတ်3ပျောက်ဆုံးသွားတဲ့ကလေး။တခါတော့ကလည်းအမျိုးသမီးတဦးကသူ့ရဲ့ကိုးနှစ်သားအရွယ်ဖြစ်သူပျောက်လို့ဆိုပြီးတော့ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။ညတော်ကမှမျက်စိရှိတဲ့အိရာလေးဝင်သွားခဲ့ပြီးတော့မနှံ့ကြမှာပျောက်နေခဲ့တာပါ။အဲ့ဒါနဲ့ရဲရဲလေးချက်ချင်းဆိုတို့ရောက်လာပြီးတော့အိန္ဒိနာဝင်းကျင်ကိုပတ်ရှာကြည့်ကြပါတယ်။အိန္ဒိနာချင်းတွေကလည်းကလေးပြောက်တယ်ဆိုပြီးတော့တမျိုးလုံးဆောက်ရက်တွေကပ်ပြီးလိုက်ရှာကြပါတယ်။ အဲ့လိုနဲ့တမျိုးလုံးနဲ့ရှာပြီးသွားတဲ့အထိကလေးကိုလုံးဝရှာမတွေ့ခဲ့ပါဘူးရဲရဲလေးနောက်ဆုံးအနေနဲ့အင်ကိုနောက်ဆုံးအချိန်ပြန်ရှာကြည့်လိုက်တော့မှဂရင်အောက်ထဲမှာဝင်ပုန်းနေတဲ့အာရိုင်းမွေးလေးကိုတွေ့တွေ့ခဲ့တကယ်တော့အာရိုင်းမွေးလေးကကြောင်မတက်ချင်လို့ဆိုပြီးတော့ဂရင်အောက်ထဲမှာဝင်ပုန်းနေခဲ့တယ်ဘလို့ရဲ့ဖြစ်ဖြစ်ဒီကောင်လေးရဲ့ကြောင်ပြည့်တဲ့ပလန်ကတော့အောင်မြင်သွားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်နံပါတ်၄မြေကျွန်းပေါက် ီဖွားကြီးကတော့သူ့ခရင်အောက်တက်တဲ့မှာမငရဲပြည်ကိုရှာတွေ့ခဲ့တာဖြစ်ပါတယ်။အဖွားကြီးကဂွာတီမာလာနိုင်ငံမှာမိဖြစ်သူနဲ့နှစ်ယောက်တည်းနေထိုင်နေတာဖြစ်ပါတယ်။တကယ်မှာတော့ကလေးတွေဆော်လာကိုထိုင်ကြည့်နေရင်ကနေအတန်အကျယ်ကြီးတန်ထွက်ပေါ်လာတာကိုကြားလိုက်ရပါတယ်။အတန်ကအိမ်ထဲကလာတဲ့အတန်ဖြစ်နေတာကြောင့်ဘာဖြစ်သလဲဆိုပြီးလိုက်ရှာကြည့်ပေမယ့်ဘာမှထူးခြားတာမတွေ့ခဲ့ရပါဘူး။ ဲ့ဒါနဲ့ဂရင်အောက်ကိုကုန်းကြည့်လိုက်တော့မှပေအနက်30လောက်ရှိတဲ့ကျွင်းကြီးတစ်ခုကိုရှာတွေ့ခဲ့ပါဒီလိုမျိုးမြေကျွန်းနဲ့ကိစ္စကဂွာတီမာလာမှာပုံမှန်ဖြစ်နေကြဆိုပေမဲ့ဂရင်အောက်တက်တဲ့မှာလာကျွန်းတာကတော့တော်တော်လေးကန့်ထူးတယ်လို့ပြောရမှာပါတကယ်လို့သာကျွန်းတဲ့နေရာလေးနည်းနည်းလွဲသွားခြင်းရင်တော့ငရဲကြီးရှစ်ထက်တီကိုအရှင်လက်လက်ရောက်ရှိသွားမှာဖြစ်ပါတယ်။နံပါတ်၅ဂရင်အောက်ကတည်ရဲ့ဒီဆောင်လေးကတော့ဂရင်အောက်ထက်ကနေတည်ရဲ့6လို့ဆိုပြီးရဲကိုဖုန်းဆက်တိုင်ကြားခဲ့ပါတယ် ကနေအောင်ထဲကနေအမျိုးသမီးတဦးရဲ့အတန်ကိုနှစ်ယောက်စလုံးပီ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 ကြားလိုက်ရတာကြောင့်ရဲကိုဖုံးဆက်ပြီးလမ်းတိုင်ခဲ့တာပါအဲ့ဒါနဲ့ရဲရဲရောက်လာပြီးစစ်ဆေးကြည့်လိုက်တော့မှကရင်အောက်ထဲကနေဆေးကွဲနေတဲ့အမျိုးသမီးတအုပ်ကိုရှာတွေ့ခဲ့ပါဆေးသမားလေးကဆေးကြောင်မီသူတို့အိမ်မော်ကိုဘယ်တော့မှမသိရောက်ရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့လည်းတရေချောက်ခံလို့ဘာလို့မှမသိရင်ရဲသာလှမ်းတိုင်လိုက်ကြဖို့ကြံပေးခြင်းပါ။ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။